အထီးကျန်တယ်လို့ခန်းစားနေရရင်တတိထားပါတူတက်လာသောဖွင့်ဖြိုးလာသောကဘာကြီးမှာထီးကျန်ဆန်တဲ့လူသားဘဝတွေတိုးပွားလာနေပါတယ်လူသားတူဖြစ်လာပြီဆိုရင် human connection လူသားချင်းဆက်သွယ်မှုကအလွယ်ဆုံးအရာပါ Facebook ထဲမှာတော့ friend တွေမိတ်ဆွေတွေဂျာနဲ့ချီထောင်းနဲ့ချီရှီကောင်းရှိနေနိုင်ပေမဲ့အပြင်မှာတကယ်ကိုထိတွေ့ခင်မင်ရင်းနေရသောတငယ်ချင်းမိတ်ဆွေအရေးအတွက်ကကြာစင်းနေကြရာကြောင့် The Book of Joy ဆောက်ထဲမှာဖော်ပြထားတာတွေ့လိုက်ရပါတယ်။မြို့ပြနဲ့ခြေလက်တွေမှာတစတစနဲ့တိတာလာတာရှိပါတယ်။ခြေလက်မှာတော့လေသမားခြံသမားနဲ့အခြားလက်မှုအတတ်ပညာနဲ့အသက်မွေးနေတဲ့သူတွေတူးနဲ့တူးခန္ဓာရောစိတ်ပါနှီးဆက်တဲ့ချိတ်ဆက်နေကြပါတယ်။ မြို့ပေါ်မှာတော့လူအုပ်ကြီးကကိုနဘီနာမှာတောတွာလာလာအလုံများနေကြတယ်စိတ်ချင်းကတော့ဝေးကွာနေကြတယ်တိုက်ကြီးတစ်ခုအတွင်းအခန်းငယ်တွေများစွာတဲ့မိသားစုတွေများစွာအတူနေနေကြပေမဲ့တော့ခတ်ထားတဲ့တကားနောက်ဘက်မှာနီးရက်နဲ့အဆက်ပြန်နေသောလူသားတွေအဖြစ်ခင့်မိစွာနေထိုင်နေကြပါသည်ဒလိုင်းလာမရှင်သူမြတ်ကသူ့ရဲ့ခံစားချက်ကိုအခုလိုပြောပြပါရစေ ကျုပ်တို့ကလူသားတွေပါဗျတယောက်နဲ့တယောက်နဲ့တွေ့ရင်လူမှန်းသိကြပါတယ်ဘယ်သူကမှကျုပ်တီလူဖြစ်ကြောင်းမိတ်ဆက်စရာမလိုပါဘူးတွေ့ဆုံကြပြီဆိုတာနဲ့မင်္ဂလာပါလို့နှုတ်ဆက်မယ်ပြုံးပြမယ်ကျုပ်တို့တွေကလူသားညီကိုမောင်နှမတွေပဲမဟုတ်လားတူပေမဲ့အခုမြင်နေရတာကတော့လူတွေဟာရွေလျားဆက်ရန်ရာကြီးနဲ့တူနေတယ်ကျုပ်တို့ရဲ့လူအတိုင်းဝိုင်းကရုပ်ဝတ္ထုဆန်တဲ့ယဉ်ကျေးမှုကိုကိုးကွယ်နေကြတယ် ်မိတ်ဆွေဖွဲ့မယ်ဆိုတဲ့သဘောထားချစ်ချင်းမြတ်တာပေါ်ပြမယ်ဆိုတဲ့ခံယူချက်မရှိကြဘူးဖြစ်နေပါတယ်ဆရာတော်ကြီးတူတူရဲ့လူသားချင်းစာနာစိတ်ဖြင့်ဆက်နွယ်နေခြင်းအကြောင်းပြောပြတာကိုဖတ်လိုက်ရပြန်ပါသေးတယ်လူသားတွေမှာပတ်သက်ဆက်နွယ်မှုအစဉ်နှစဉ်ရှိပါတယ်ပထမအစဉ်ကလူသားဖြစ်နေမှုအတွက်ဆက်နွယ်နေမှုဒုတိယအဆင့်ကတော့နိုင်ငံသားကိုယ်ွယ်ယုံကြည်မှုနဲ့အသားအယောင်ရဆက်နွယ်မှုဖြစ်ပါတယ်။ လက်တွေ့မြင်နေရတာကဒုတိယအဆင့်ဆန်ရွယ်မှုကိုပိုသားပေးအလေးထားနေကြတာတွေ့နေရတယ်။အဲ့ဒါကတကယ်ပြဿနာပါပဲ။စာတင်ကျောင်းတွေနဲ့ဘာသာရေးဆိုင်ရာဖះเจ้าများကလည်းပထမအဆင့်လူသားချင်းစာနာစိတ်ဖြင့်ဆက်နွယ်ပတ်သက်နေမှုကိုတင်ကြားပေးဖို့ပြက်ကွက်နေကြတယ်ဗျာ။ဆရာကြီးတူတူရဲ့အတွေ့အမြင်ကိုသဘောတူကြောင်းဒလိုင်းလာမအရှင်သူမြတ်ကလည်းအခုလိုဆက်ပြောပြန်ပါတယ် အထီးကျန်လို့ဖြစ်သွားဖို့ကလွယ်ပါတယ်။ငါကတော့ဒလိုင်းလာမကွာ။နိုင်မီကျော်ဆရာတော်ကြီးပဲ။ဗုဒ္ဓဘာသာဝင်ဖြစ်တဲ့သူများနဲ့မတူဘူးလို့တွေးကြည့်လိုက်မယ်။အဲ့ဒီအတွေးနဲ့နေမယ်။ပြောဆိုဆက်ဆံမယ်ဆိုရင်ကျုပ်ကိုခင်မင်ရင်းနှီးလိုသူတွေအတွက်ကိုကိုကူပေါင်ခတ်ထားလိုက်တယ်လို့ဖြစ်သွားမယ်။တယောက်တည်းအထီးကျန်ပြီးဆိုရင်ကြောက်ကြတက်လာတော့မှာပေါ့။မမီကိုကိုအလွန်အမင်းအထူးပြုယူဆိုင်နေမိခြင်းကအခြားလူသားတွေနဲ့အဆက်အသွယ်ပြတ်တောက်သွားစေပြီးဒစိမ့်တွေလိုခံစားမိစေနိုင်ပါတယ်။ ဒါရင်မကသေးဘူးကိုကိုကိုအလွန်အလေးပေးလို့ရင်စိတ်ဖိစီးမှုလည်းများလာမယ်တွေးတိုးလာမယ်ခန္ဓာကိုယ်ကျန်းမာရေးကိုပါ ထိခိုက်လာနိုင်တယ်လေစောက်ထဲမှာယဟန်တို့ရဲ့တကူဒီတရားကျင့်ကြံနေခြင်းနဲ့အထီးကျန်ခြင်းတူပါသလားလို့မေးခွန်းမိထားတာဖတ်ရပါတယ်တလိုင်းလာမှာအရှင်သူမြတ်ကအခုလိုဖြည့်ဆုခဲ့ပါတယ် ယဟန်တပါးရဲ့တပါးတဲ့တရားကျင့်ခြင်းအာထုံနေခြင်းဟာခန္ဓာအာဖြင့်ရုပ်ဝိတ္ထုတွေနဲ့ဝေးကွာနေခြင်းမျိုးမဟုတ်ပေမဲ့စိတ်ပိုင်းဆိုင်ရာအာဖြင့်တော့ကင်းကွာလျက်ရှိနေပါတယ်။အကယ်၍ကိုယ်ကတာမန်လူဖြစ်နေပါစေရော စိတ်ထဲမှာသူတစ်ပါးကိုပြစ်တင်နေတဲ့စိတ်ဒေါသဖြစ်နေတဲ့စိတ်တွေပြည်နေရင်ခန္ဓာပိုင်းအရာနီးနေရင်တောင်မှစိတ်ခံစားမှုကဝေးနေပြီးအထီးကျန်ဆန်းနေမှာပါဒါမှမဟုတ်နှလုံးသားကသူတစ်ပါးအတွက်တကားဖွင့်ထားပြီးမိတ်ဆွေဖြစ်လို့ချင်းယုံကြည်မှုပေးနိုင်ခြင်းတွေရှိနေမယ်ဆိုရင်တကူတည်းနေနေရပါစေုံနော်အထီးကျန်ခြင်းကိုခံစားရမှာမဟုတ်ပါဘူးဆရာတော်ကြီးတူတူကလည်းသူယုံကြည်ခံယူထားတာကိုဆက်လက်ပြောပြခဲ့ပါတယ် သခင်ခရစ်တော်ကိုနဲ့ဆိုင်စွာတတ်ဝင်ယုံကြည်ပြီးသူသက်ရှင်ခဲ့သလိုထက်တူကြိုးစားသက်ရှင်နေသူဟာအထီးကျန်ဖြစ်မနေပဲဘုရားသခင်ရဲ့မိသားစုအတွင်မှရှိနေပါလိမ့်မယ်ဘုရားသခင်ကိုယ်တော်တိုင်ကလည်းလူသားတွေချစ်ချစ်ခင်ခင်စုဝေးပြည်နေထိုင်ကြတာကို လူလာတော်ဖျားလည်းဖြစ်ပါတယ် ဝမ်းမြောက်ရွှင်လန်းစေမယ့်ဘဝခီးကိုရှောက်လန်းရမှာခက်ခဲတဲ့အတားအဆီးတစ်ခုရှိပါသေးတယ်။အဲ့ဒီအတားအဆီးကတော့မနာလိုဝင်တိုတက်သောစိတ်ဖြစ်ပါကြောင်း The Book of Joy စာအုပ်မှာဖော်ပြထားပါတယ်။ကိုပဝင်းကျင်ကလူတွေကိုထက်ချမ်းသာသွားတာကိုထက်ထူးကျွန်းတာကိုထက်အောင်မြင်ကြောကြားသွားတာကိုထက်ချောမောခန့်ထဲနေတာသတ်သဖြင့်ကိုနဲ့နှိုင်းရှင်ပြီးတော့လူတဘာဝအရာမနာလိုစိတ်တူပြီးဖြစ်လာပါရော့။ တိဘက်တွေရဲ့လူတဘာဝကိုတတိပေးထားတဲ့ဆူယိုးစကားမှာတော့ကိုထက်သားသူကိုမနာလိုပါကိုနဲ့တန်းသူကိုတော့ပြိုင်ဆိုင်လိုပါတယ်ကိုထက်နှိမ့်ချသူကိုတော့အထင်သေးလိုက်ဝင်တဲ့ခိုင်းကျုပ်ဆရာတော်ဖျားကြည့်တူတူကတော့အခုလိုမျိုးသူ့အမြင်ကိုစာပြီးဆွေးနွေးပါတယ်သူတဘာကိုမနာလိုစိတ်မဖြစ်အောင်နေဘူးကအတော့ကိုခတ်ပါလိမ့်မယ် ထိန်းချုပ်ဖို့ခက်လာတဲ့ခံစားမှုတရက်ပါသိကြတာကတော့မနာလိုစိတ်ရှိရာနှလုံးသားထဲမှာဝမ်းမြောက်ရှင်လန်းတဲ့စိတ်ခံစားမှုအတွက်တော့နေရာမရှိနိုင်ဘူးပေါ့မနာလိုစိတ်ကိုကြော်လွားနိုင်ဖို့သူတစ်ပါးပိုင်ဆိုင်နေတာလှုပ်ဆောင်နိုင်တာကိုကြည့်နေတာထက်ကိုကဘယ်လိုလှုပ်ဆောင်နိုင်တယ်လဲကိုပိုင်ဆိုင်တာကဘာတွေလဲဆိုတာစဉ်းစားရည်တွယ်ပြီးဘုရားသခင်ကိုကျေးဇူးတင်ခြင်းပြုနိုင်ဖို့လိုပါတယ်ပြီးတော့ကိုမှာဘယ်လိုလိုအချက်တွေရှိနေလို့လဲဘယ်လိုပြင်ဆင်အားထုတ်လိုက်ရင် သူများလိုပဲဖြစ်လာမယ် လုံလာနိုင်မယ်စရဲစိတ်အင်အားကိုတိဆောက်နိုင်ဖို့လူလိမ့်မယ်ပိုလောက်တဲ့အချက်ကတော့သူတစ်ပါးကအိမ်အကြီးကြီးပိုင်သွားပြီကိုကမနာလိုဖြစ်နေတာထက်ကိုကိုကိုဆင်ခြင်ကြီးလိုက်ပါငါမိသားစုနည်းနည်းလေးနဲ့အိမ်အကြီးကြီးလူအပ်ပါသလားတဘာဝအရင်အမြင့်တွေပျက်စီးရှားပါလာချိန်မှာစီစားများတဲ့စိန်ခံကားကိုဈေးကြီးကြီးပေးဝေတာထက်ဈေးသက်သာပြီးတဘာဝကိုထိခိုက်မှုနည်းတဲ့လျှက်စစ်ကားလေးပဲစီရင်မကောင်းဘူးလား ဆရာတော်ကြီးတူတူပြောနေတာကိုနားထောင်ပြီးတဲ့နောက်တလိုင်းလာမအရှင်သူမြတ်က꽌ပြတဲ့သူ့ရဲ့ခံယူမှုကိုတိမ်မွေ့စွာဖော်ထုတ်တင်ပြခဲ့ပါတယ်ဆရာကြီးများရဲ့မိတ်ဆွေကောင်းဖြစ်ခြင်းမှာအငင်းအခုံပြုတ်ခြင်းထက်ကွဲပြားတဲ့ခံယူမှုကိုပြန်အလှန်နားထောင်ခံစားပေးနိုင်ခြင်းကကျွန်တော်အတွက်ကြီးမားတဲ့သင်ယူရရှိမှုပါပဲ။ကျုပ်ရဲ့မိတ်ဆွေကြီးပြောပြသွားတာဒီဟာအံ့ဩဖွယ်ရာအချက်လက်တွေဖြစ်ကြပါတယ်။ ကျုပ်နားလည်မိတယ်လို့ပြောရရင်မနာလိုဝင်တိုစိတ်ဆိုတာမိမိရဲ့ငင်းချမ်းနေတော်စိတ်ကိုဖျက်ဆီးလိုက်တယ်လို့မိတ်ဆွေများနဲ့ဆက်ဆံရေးကိုလည်းပုံပယ်ထိခိုက်စေပါတယ်။ဒါရင်မကပါဘူး။လင်များနှစ်ဦးကြားမှာလည်းနာကျင်စရာတွေကိုဖြစ်လာစေပါတယ်။မနာလိုစိတ်နဲ့ဒေါသစိတ်တွေကိုလုံးဝမကောင်းဘူးလို့လည်းမမြင်တတ်ပါဘူး။ဒါတွေကသဘာဝကြကြရှိနေတာတွေပါ။ ို့သောလွန်ခဲ့တဲ့ဒေါသနဲ့မနာလိုစိတ်တွေဖြစ်နေရင်ကာယကံ့ရှင်ရဲ့အေးချမ်းနေတဲ့စိတ်ပျက်စီးသွားမှာဖြစ်တယ်လို့ကျမ်းမာရေးလည်းထိကြိုက်လာမယ်။မိသားစုအတွင်းနဲ့မိတ်ဆွေအပေါင်းအသင်းတွေတည်းထိပါထိကြိုက်လာပါလိမ့်မယ်။ဘာကြောင့်မနာလိုစိတ်တွေကြီးထွားလာရသလဲ။စဉ်းစားကြည့်မယ်ဆိုရင်ရုပ်ဝတ္ထုတွေပေါ်မှာတံပိုးထားမှုကများနေလို့ပါ။အတွင်းနှလုံးသားကိုတံပိုးထားနိုင်မှုကအားနေနေလို့ပေါ့နှလုံးသားကိုတံပိုးထားမှုအားကောင်းလာဖို့ကုသနည်းကတော့ သူတစ်ပါးရဲ့ကောင်းရာကောင်းကျောင်းကိုလူလားစွာကူညီလိုသောစိတ်ဝေးမြူနိုင်ဖို့ပါပဲသူတစ်ပါးကကိုယ့်ထက်အစဉ်ပြေးနေတာတာလွန်အောင်မြင်နေတာကိုကြည်ပြီးထက်တူကြည်နူးဝမ်းသာပေးနိုင်ခြင်းကိုမုဒိတာပွားတယ်လို့ခေါ်ပါတယ်မုဒိတာစိတ်ထားရဲ့အဤသွေးတွေကတော့ချစ်ခင်ကျင်နာခြင်းစာနာစိတ်ရှိခြင်းစိတ်တည်ငြိမ်ခြင်းနဲ့နှိုင်းဆ၍မရနိုင်ခြင်းတို့ဖြစ်ကြပါတယ် ။ဆောက်ထဲမှာမုဒိတာစိတ်ပွားများရှင်သန်ဖို့ဘယ်လိုလေ့ကျင့်ပြုထောင်နိုင်ပါမလဲလို့မေးထားတာကိုဆရာတော်ကရတာပေါ့အရင်ဆုံးတို့တွေဟာလူသားချင်းချင်းတွေပဲတာယာချမ်းမြေတဲ့ဘဝကိုလူချင်းသူတွေပဲဆိုတာနားလေလက်ခံနိုင်ရပါမယ်။ကိုပဝင်းကျင်ကလူတွေပျော်ရွှင်ကြရင်ကိုလည်းပျော်ရွှင်ရတာပေါ့။တကယ်လို့ငါနဲ့နင်တို့အိုင်းအန်တီဆိုတဲ့ ခွဲပြီးမြင်နေတတ်တာကိုငါတို့ဝီအဖြစ်မြင်လာနိုင်အောင်မိမိကိုယ်ကိုပြူထောင်နိုင်ရမယ်မိမိကိုယ်တိုင်ကလူသားအလုံးနဲ့တထက်ထဲဖြစ်သွားပြီဆိုရင်လူသားတွေဒုက္ခဆင်းရဲခင်ကြလို့ကြည်နူးချမ်းမြေကြပါစေလို့ဆန္ဒပြုလာနိုင်ပါလိမ့်မယ်သောတာနဲ့မနာလိုစိတ်ကြီးမလာအောင်အရင်ခံဖြစ်တဲ့စိတ်ရှုပ်ထွေးခြင်းမကျင်မနှက်ဖြစ်ခြင်းတွေကိုကုအသည့်ဉာဏ်နဲ့ဆင်ခြင်လျှော့ချတတ်ဖို့လိုပါတယ်။လုံးဝရက်သွားအောင်လုပ်ဖို့တော့ခက်တော့လေ ကျူတင်ကာကွယ်ခြင်းကအကောင်ဆုံးနည်းလမ်းပါပဲ။ဂျင်းနဲ့စွာနားထောင်နေတဲ့ဆရာတော်ကြီးတူတူကိုပြုံးပြုံးကြီးနဲ့ကြည်ရင်မိတ်ဆွေကြီးခမညာဘယ်ဆရာဝန်ကမှဒေါသကြီးလေလေကျမ်းမာရေးကောင်းလေလေလို့ပြောမထားဘူးမဟုတ်လားဗျာ။ဟုတ်ပါဗျာဟုတ်ပါဟုတ်ပါပြောမထားပါဘူးဗျာ။စိတ်ကိုလျှော့လိုက်ပါတတောင်တတာဖြစ်အောင်ထားပါလို့ပဲပြောပါတဗျလူတယောက်မှာတိတ်ခမ်းရတဲ့အိမ် စိန်ကြတဲ့အိယာတာယာတဲ့ဂီတတန်တွေရှိနေတော့လဲဒေါတာစိတ်မနာလူစိတ်ဆွဲလန်းစိတ်တွေပြိမောက်နေရင်ဘယ်လိုလုပ်ပြီးတက်တောင်တတာဖြစ်ပါမလဲပြောင်းမြန်ကြည့်လိုက်မယ်ဆိုရင်နောက်လူတစ်ယောက်ကဘာမှပိုင်ဆိုင်မှုကြီးကြီးမားမားမရှိပြင်မလဲကြောက်တုံးပေါ်မှာထိုင်နေရရင်တောင် သူ့စိတ်ကအေးချမ်းနေမယ်တက်တာယာရနေနိုင်ပါလိမ့်မယ်